ဒီနေ့ဗီဒီယိုမှာတော့မိမိကိုယ်တိုင်ရုပ်ပြစရာမလိုတဲ့ Faceless Channel တွေဖန်တီးပြီးငွေရှာခြင်းတဲ့သူတွေအတွက်ဒီလိုမျိုး random face video တွေကို AI ကူညီအသုံးချပြီးဗီဒီယိုအများကြီးရလာအောင်မိနစ်ပိုင်းနဲ့ဘယ်လိုဖန်တီးရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဗီဒီယိုထဲမှာထည့်မဲ့ topic တွေအတွက် ChatGPT မှာသွားထုတ်ပါမယ်။ ChatGPT မှာသွားထုတ်တဲ့အခါကျွန်တော်အခုဗီဒီယိုမှာပြလာသလိုမျိုး table နဲ့တခါလဲထုတ်ဖို့လိုပါတယ်။ ကိုလိုချင်တဲ့ topic တွေရလာပြီဆိုရင်တော့ table တစ်ခုလုံးကို selection ပေးပြီးတော့ copy လုပ်ပါမယ်။ table အကုန်ကူးလာပြီဆိုရင်တော့ Google Sheet တစ်ခုအသစ်ဖွင့်ပြီးတော့ Google Sheet ထဲမှာစောနာကူးလာတဲ့ topic တွေကိုထည့်လိုက်ပါမယ်။ Google Sheet ထဲမှာကူးထည့်ပြီးွားပြီဆိုရင်တော့ video ဖန်တီးဖို့ Canva လေးကိုသွားပါမယ်။ Create design ကိုနှိပ်ပါမယ်။ဗီဒီယိုထဲမှာတော့ကျွန်တော်က IG ကိုရွေးထားပါတယ်။ကိုကြိုက်နှစ်သက်တဲ့ Facebook, YouTube, TikTok ရွေးချယ်လို့ရပါတယ်။ ပထမဆုံး first title အတွက်ကို Google ရှိထဲကသွားကြည့်ပါမယ်။စိတ်ကြိုက်ပြင်ပြီးဆိုရင်တော့ preview လေးနှိပ်ကြည့်ပါမယ်။ပြီးရင်ဘယ်ဘက်ချမ်းနဲ့က app ထဲဝင်ပါမယ်။ back create ဆိုပြီးတော့ရိုက်ရှာပါမယ်ရှိပြီးသား data account တွေကို clear data လုပ်လိုက်ပါမယ် Google ရှိတဲ့ data တွေအကုန်လုံးကိုခေါင်းစဉ်နှစ်ခုပဲခြံပြီးတော့ copy ကူးပါမယ် canva ထဲမှာပြန်လာထည့်ပါမယ် ခုကတော့ထည့်ထားတဲ့ data တွေနဲ့ video နဲ့ကို connect လုပ်မှာဖြစ်ပါတယ်ခုဆိုရင်တော့ဆောနာထည့်ခဲ့တဲ့ data တွေအတိုင်း video တွေအများကြီးထွက်လာပြီပဲဖြစ်ပါတယ်။ မိမိချိန်နှက်တဲ့ဗီဒီယိုတွေရလာပြီဆိုရင်တော့ download ဆွဲပြီးတော့မိမိအကောင့်မှာပြန်တင်လို့ရပါပြီ။ဗီဒီယိုတွေအကုန်လုံးကကိုယ်တိုင်ဖန်တီးထားတဲ့ဗီဒီယိုတွေဖြစ်တဲ့အတွက် copyright အတွက်စိုးရိမ်စရာမလိုဘဲနဲ့ monetization အတွက်အဆင်ပြေစေမှာပါ။ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။